အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလင်းဥတာနဲ့ဇလာပေတာညချမဦးစီဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလင်းဥတာခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလင်းဥတာအနေနဲ့မုန်တိုင်းငယ်မှာတစ်ဆင့်ဆိုင်ကလုန်းမုန်တိုင်းဖြစ်သူရောက်ရှိလာမဲ့မုန်တိုင်းတော်မော်တာသတင်းအခြေအနေများနဲ့မုန်တိုင်းမိုးကြီးခြင်းကြောင့်မြေကြီးခြင်းအနေနဲ့သတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့အော်တိုဝါလာ28ရက်နေ့နေ့လယ်7နာရီမှအော်တိုဝါလာ31ရက်နေ့နနက်6နာရီခွဲအတွင်းပြည်နယ်နဲ့တိုင်းမြောက်လိုက်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်အခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ငားရက်အတွင်းရွာသွန်းရရှိနိုင်မဲ့မိုးရေချိန်ပမာဏချိုးတင်ခန့်မှန်းချက်ကတော့ဤကာလအတွင်းပြည်နယ်နဲ့တိုင်းအသီးသီးမှာအောက်ပါအတိုင်းမိုးရေချိန်များရွာသွန်းရရှိနိုင်ပါတယ်။ရခိုင်ပြည်နယ်မှာ3လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ ERI တိုင်းဒေသကြီးမှာ2လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။တနင်္လာနေ့တိုင်းဒေသကြီးမှာ3လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ မော်ပြည်နယ်မှာတလက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ချင်းပြည်နယ်မှာတလက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးမှာတလက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ကရင်ပြည်နယ်မှာတလက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးမှာတလက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာတလက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးမှာတလက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မှာတလက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။သခိုင်းတိုင်းဒေသကြီးမှာတလက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။ ကချင်ပြည်နယ်မှာတလက်မအောင်ရွာသွန်းရရှိနိုင်ပါတယ်။ကယားပြည်နယ်မှာတလက်မအောင်ရွာသွန်းရရှိနိုင်ပါတယ်။နေပြည်တော်ဧရိယာအတွင်းမှာတလက်မအောင်ရွာသွန်းရရှိနိုင်ပါတယ်။တနင်္ဂနွေလုံး9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့ဖြန့်မြမိုးရေချိန်ကတော့တက်တက်သမ33လက်မပဲဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးမုန်တိုင်းမိုးတက်ထက်စွာရွာသွန်းခြင်းကြောင့်မြေကြီးချင်းအခြေအနေသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ယနေ့29ရက်ဆယ်လ2025ရက်နေ့နနေ့6နာရီခွဲအချိန်တိုက်ထားချက်ရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။ မြေကြီးနားမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်လက်မကန်ထက်ကြသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့32.4ဒီဂရီဆယ်စီယပ်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့20.3ဒီဂရီဆယ်စီယပ်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေဟာဆွေရင်ရေမှ1100စင်တီမီတာသို့ရောက်ရှိရန်869စင်တီမီတာ29ဗီနီနီကန်အလိုမှာရောက်ရှိနေပါတယ်။အီယာရီမြစ်ထပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရံဖန်ရံခါအီယာရီမြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ရီမိုးသက်သက်စွာရောက်သွင်းခြင်းများကြောင့် မြေကြီးနားမြေကြီးစင်းနေရာမှာပြတ်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကားတိုင်းစာကြီးတပိုင်းကချင်းပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြေတပိုင်းမေခမလိခမြဝန်းဒေသများမှာဝတ်တိန်တောင်ပြတ်ထွန်းမှုအားနှဲငယ်ရှိနေပါတယ်။ AR မြေရုပ်တစ်ချောင်းနဲ့ချင်းရင်းမြေရုပ်တစ်ချောင်းမြေကန်းဒီမြေနိုင်ဒေသများနဲ့မြေလူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ ARN မြေကြီးကိုအမိပြုရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးချင်းရင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာခန်းရင်းမြေဟာမင်းကညနေကနေ7နာရီအတွင်းအတက်ကြမရှိရပ်တန့်နေပါရယ်မုံပြောင်မြို့မြေဟာမင်းကညနေကနေ7နာရီအတွင်း3လမ်းပေါက်ကထက်ကြသွားပါရယ်ချင်းရင်းမြေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်ထူးကန်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းရင်းဟုံးမလင်းဖောင်းပြေမော်လိုက်မြေတို့ဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကလေးဝမင်းကင်ကန်ဒီနဲ့မုံရွာမြို့တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ဆလဘီအရီမီရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ ဗမော်ရွှေကူကတာထိချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမူပခုတ်ကူညောင်ဦး၆နဲ့မင်းမူမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မကွေးအော်လံပီစိတ်သာဟင်္ဒရာနဲ့ဇလုံမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အရာရီမြေကြီးမြစ်တမုံကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်19:30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်းသောမုန်တိုင်းဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါအာကောင်းသောမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုချုံမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်415မိုင်ခန့်အိန္ဒိယနိုင်ငံချန်တိုင်းမြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်405မိုင်ခန့် ကာရင်နာတာမြို့ရဲ့အရှိတောင်ဘက်ရေမိုင်430မိုင်ခန့်အကွာမှာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။အကောင်းသောမုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေးရှားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်ဟုသတ်မှတ်ထားပါတယ်။အကောင်းသောမုန်တိုင်းငယ်ရဲ့တီနီယာဗဟုချက်၄ပြားနဲ့၄တိုင်နှုန်းတွေကတော့အဆိုပါအကောင်းသောမုန်တိုင်းငယ်ဟာမြန်မာစံတော်ချိန်15နာရီ30အချိန်မှာမြောက်လက်တီကျု17.3ဒီဂရီနဲ့အရှိလောင်ကြီးကျု86.9ဒီဂရီမှာတည်ရှိပြီး ဘောချက်လီဖီအား998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာတနအိလျင်35မိုင်မှမိုင်50နှုန်းငတ်ဖြစ်ပါတယ်။နောက်82နာရီအတွင်းခံမှန်းချက်ကတော့အဆိုပါအကောင်းဆုံးမုန်တိုင်းငယ်ဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိသောအနောက်လယ်ပိုင်းတို့မှာစိုက်ကလုန်းမုန်တိုင်းဖြစ်သူ၎င်း28ရက်ဆယ်လ2025ရက်နေ့တွင်အကောင်းဆုံးစိုက်ကလုန်းမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိလာနိုင်က ယနေ့ညပိုင်းမှာ Enterprise ကန်ဂျီကိုဖျက်ချော်နိုင်မယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။တတိပိနှိုးဆော်ချက်ကတော့အစိုးရအကောင်သောမုံတိုင်းငယ်ရဲ့အချိန်ကြောင်းယနေ့ညမှာ28ရက်ဆယ်လ2025ရက်အနေအတွင်းရန်ကုန်တိုင်းဒေသကြီး၊ ARD တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မုံပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။ မြမကန်ရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအထင်းထင်းမှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြမကန်ရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေကန်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍အကောင်သောမုန်တိုင်းငယ်ဤအရှိကြောင့်မိုးသက်ထန်စွာရာသွေးညစ်နဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့် မြေပြုံမှုအန္တရာယ်နဲ့မြေငယ်ချောင်းကများအနေနဲ့နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကန်ရန်တစ်ချောင်းနဲ့ကန်လုံပင်လယ်မြေတို့မှာရှိတဲ့ကန်ဒီကန်ဝေငါဖန့်ရေရေများတမောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရန်ခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗီဒါညချောင်းမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရန်ခင်ဗျာဘင်္ဂလားပင်လယ်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်19:30ချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေသောအာကောင်းသောမုန်တိုင်းငယ်ဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါအာကောင်းသောမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုချုံမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်၄၁၅မိုင်ခန့်အိန္ဒိယနိုင်ငံချန်တိုင်းမြို့ရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်၄၅မိုင်ခန့်ကာရီနာရာမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်၄၃၀မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါအာကောင်းသောမုန်တိုင်းငယ်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားလာပြီးနောက်၂၄နာရီအတွင်းဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ ရင်းနှံဆက်ဆက်လက်ရှိသောအနောက်လေပိုင်းတို့မှာစိုက်ကလုံးမုန်တိုင်းဖြစ်သူ၎င်း၂၈ရက်ဆယ်လ၂၀၂၅ရက်နေ့၌အကောင်းသောစိုက်ကလုံးမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်ကရင်းနှီးရဲ့ညပိုင်းမှာအန်ဒါပရဒိရှ်ကမ်းခြေကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာတိမ်နှင်းငယ်မှာတိမ်သစ်သစ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခန့်မှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ တိုင်းသိမ့်တွေဖြစ်ထွန်းပါမယ်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရပြည်တိုင်းဒေသကြီးနဲ့တနင်္လာနေ့တိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရညာနှုံးပြည်ဖြစ်ပါရခင်ဗျာ။ဒီကနေ့မွန်တဲ့ကျင်းဒီခမန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာတိုင်းသိမ့်တွေဖြစ်ထွန်းပါမယ်။တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီး၊အေရပြည်တိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ရွာရံရာနှုံးပြဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ပန်းသလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်မကွေးမြို့မှာတိမ်အသစ်နေဖြစ်တော်မူနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ဟုံးလေးမြို့မှာတိမ်အသစ်နေဖြစ်တော်မှာမယ်မုံရွာမြို့မှာတိမ်အသစ်နေဖြစ်တော်မှာမယ်ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ် မြင်းကြီးနားမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။လိုင်ကော်မြို့မှာတိမ်သိနေဖြစ်ထုံးပါမယ်။ဖယံမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လားရှုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ကျိုင်းတုံမြို့မှာတိမ်သိနေဖြစ်ထုံးပါမယ်ခင်ဗျာ။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးတိမ်အောင်ဖြစ်ထုံးမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာတော့မြန်မာကမ်းရိုးတစ်လျှောက်နဲ့မြန်မာကမ်းလုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအထက်တွေမှာလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိလင်း25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြန်မာမြန်မာကမ်းရိုးတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာ 9ပေမှ9ဘီကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ AR Retail ဒေတာကြီးတနင်္လာတိုင်းဒေတာကြီးကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမှနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတွိုက်တဲ့မရက်ပြတ်မိုးထစ်ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတွိုက်တွင်မနက်ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတွိုက်တွင်မနက်ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ ရွမ်းရံရာနှုန်း60ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမ်းမှရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ